ားလုံးမင်္ဂလာပါ။ A1 machinery ထွေးတင်မှာကြိုဆိုလိုက်ပါရစေ။ဒါကတော့ customer စီမှာမိမထွက်လို့ service ရောက်လာတဲ့ Akita 1100မီးဆက်လေးပဲဖြစ်ပါတယ်။သူက AVR ကိုအစ်စ်လဲထားတာတော့မိမထွက်လို့ service လာပြတာပါ။ ဒိုင်နမိုဘိုင်းမှာက AVR လဲပြီးမီးမထွက်ဘူးဆိုရင်ကာဗွန်ကိုစစ်ဆေးရပါတယ်။စစ်ကြည့်လိုက်တဲ့အချိန်မှာလည်းတကယ်ပဲကာဗွန်ကကျိုးနေကြတာကိုတွေ့ရပါတယ်။ ကာဗွန်အသစ်လဲပြီးစက်ကိုစမ်းသပ်ကြည့်လိုက်တဲ့အခါပုံမှန်တိုင်းပြန်အဆင်ပြေသွားတာကိုအားလုံးမြင်တွေ့ရမှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးခဲ့တာကတော့ Akita 1000မီစက်လေးရဲ့ကာဗွန်အစ်စ်ပြန်လဲပေးပြီးစမ်းသပ်ပြတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ A1 မှာစာပြင်းနဲ့ပတ်သက်ပြီးအကောင်းဆုံးဝင်ဆောင်မှုတွေပေးထားတဲ့အကြောင်းကိုလည်းတင်ပြအောင်ပတ်အပ်ပါတယ်ခင်ဗျာ